မိခဲပြာဘလောက်ပဲဖုံဖုံတင်အတ္တတာတင်တောက်လောင်ခြင်းနဲ့အရာဘလောက်ပဲအနှောက်ရှက်ရှိရှိဘလောက်ပဲပြာတွေကဖုံးနေပါစေဖရာသခင်ကတင်ကိုတောက်လောင်စေမယ်အဲ့ဒီပြာတွေအားလုံးကိုဖယ်ရှားပြီးမှဖြစ်တယ်ဖရာရဲ့အစီအစဉ်ထဲမှာတင်ရှိနေဖို့ပဲလိုတာဖြစ်တယ်ဟာလေလုယာသစိတ်မပြတ်နဲ့စိတ်တမချနဲ့ရှင်ဘောလူကို ရွေးတဲ့အခါမှာ ရှောလူဘဝတော့ကရှင်ဘောလူဟာတတိဖန်ကိုတတ်တဲ့နေရာမှာတော်လကောင်းယုံကြည်သူခရိယန်တွေကိုတတ်ခဲ့တဲ့အတွက်သူအတ္တတာပြောင်းလဲလာတယ်ဆိုပေမဲ့ရှင်ဘောလူကိုတမန်တော်ရီအစဘလူနေရာမှာပဲတုံးတယ်ဆိုတော့တတ်သေးခံနေရာမှာပဲအုံပြူတယ်ဒါပေမဲ့ဖရားကရှင်ဘောလူကို ရှင်ဘီရင်ရဲ့ယာစာပလင် အရှိတ်ခေါ်ယူအုံပြူရမယ်တတ်သေးခံရမယ်သူအဖြစ် ရှင်ဘောလူကိုဖရာကယူထားတာဖြစ်ပါတယ်တမန်တော်အဖြစ်တောင်မှဘသူမှအတိမတ်မပြုတ်ကြပေမဲ့ပြုတ်လို့မရသေးပေမဲ့ရှင်ဘောလူဟာတမန်တော်ဝိတုအခန်းကြီး16ကနေစပြီးတော့သူ့အကြောင်းလေးကျွန်တော်တို့အများကြီးတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးသူပါကြုံရလဲဆိုတော့ပါနဘာနဲ့မာကုယောဟန်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပါနဘာနဲ့ ရှင်ပေါလုဟာလမ်းခွဲခဲ့ရတယ်။ပဏပတတ္တချင်းရဲ့သားဆိုတဲ့ပဏပဟာသူ့ရဲ့ညီတဝန်းခွဲဖြစ်တဲ့ယောဟန်ကိုခေါ်ပြီးတော့အန်တီအုံမျိုးကိုပြန်သွားတယ်။ဒါပေမဲ့ရှင်ပေါလုကတော့တိလာကိုခေါ်ပြီးတော့ထွက်သွားတဲ့ခါမှာနောက်ဆက်တွဲမှာစံစာထဲမှာဘသူကိုအတိမတ်ပြူသွားလဲဘသူတမိုင်းကိုရေးသွားလဲဆိုတာကတော့ က်ကျင့်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ပေါ်လူရဲ့အကြောင်းတွေကပိုပြီးတော့များလာတယ်လို့ပေါ်လူပြုစုတဲ့အသင်းတော်တွေကပိုများလာတယ်ဆိုတာကိုတွေ့ရတယ်။ဆွေမျိုးကိုရွေးလိုက်တယ်။တီလာကိုမခေါ်ချင်ဘူးယောဟန်ကိုပဲခေါ်သွားချင်တယ်ပနာပထားခဲ့လိုက်။တင်အသက်တာကိုဆွဲခေါ်မယ်ပြရားရှိတယ်။တင်ကိုဘသူမှမတောက်လောင်နိုင်အောင်ဘလောက်ပဲဖုံဖုံ င့်ဟာတရားတောက်လောင်လာမယ်။အဲ့ဒါကတင်စူးစမ်းနိုင်လို့လည်းမဟုတ်ဘူး။ဖခင်ရဲ့အစီအစဉ်ထဲမှာတင်ရှိနေလို့ဖြစ်တယ်။ ဖရားရဲ့အတန်ကိုသင်ကြားဖို့လိုတယ်ဖရားပေးတဲ့ယူပါယုံတင့်အတတတထဲမှာရှိနေတယ်ဆိုတာအရာအားလုံးကဖြစ်လာမယ်တင့်ကိုမဆားတဲ့လူကိုလည်းဖရားသခင်ကောင်းချီးပေးမယ်တင့်ရဲ့ယူပါယုံဖရားသခင်တင့်ပေါ်မှာထားတဲ့အရာအစီအစဉ်ကိုအထောက်အကူပြုတဲ့သူအားလုံးကိုဖရားသခင်ကောင်းချီးပေးမယ်တင့်ကိုလည်းဖရားသခင်ကကောင်းချီးပေးမှာဖြစ်တယ်အတိကတင့်ယူပါယုံရှိဖို့ရည်ကြီး